အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ပြင်ဦးလွင်ကအကြောင်းတူလေးတာမီကရွှေဝတ်ထားတာမြင်လို့အကြောင်းမုံသေးတွေကလုံးကြံတဲ့အကြောင်းအရာလေးကိုပြောပြလာတဲ့ရုပ်တံပြူပိုင်းလေးကိုအားလုံးတိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာအဲခုပြောမယ့်သတင်းလေးရောစိတ်မကောင်းစရာလေးဗျာ ဟိုကအကြောင်းမဲရပေါ့အကြောင်းမဲရတာမီးနှစ်ယောက်အကြောင်းပေါ့သူ့သမီးလေးကပြုံးလွင်မှာ ေါ်လာနေတယ်ပေါ့ဘော်လာတော့ခုခေတ်တော့ဟိုပါပေါ့ private school ပြောင်းသွားပြီပေါ့ဗျာ private school မှာနေတော့သူ့မယားလာလာတွေ့တယ်ပေါ့တရင်ကျောင်းကျောင်းပေးရဲ့မှာသူ့မယားလာတွေ့တယ်လာတွေ့တယ်လာတွေ့ရရှင်းရနေမှာပေါ့ဒီပြီးခဲ့တဲ့ October ရှင်းနေမှာဘာဖြစ်လဲဆိုတော့သူတို့ကအဲ့သူ့သူ့သမီးတက်တဲ့ဒီဟိုပါပေါ့ private school မှာဈေးရောင်းနေအဲ့မိန်းမနဲ့ရင်းနှီးနေတာသူတို့တာမီးရလဲဗျာအဆင်ပြေတော့တောက်တော့ပြန်ပြန်ရွှေရွှေတွေငွေတွေနဲ့ပေါ့အဲအဆင်ပြေမှန်းသိတော့အဲ့မိန်းမနေပြီးတော့သူကဟိုရင်းနှီးမှုကိုခွင့်ရယူပြီးအမရဲ့ကျမနဲ့လိုက်ခဲ့ပါအောင်ကျမကအကူအညီလေးတစ်ခုပေးပါဘာညာလို့ခေါ်သွားတာခေါ်သွားပြီးသူ့မေကိုအဲ့မှာအဲ့ ိန်နဲ့တတ်လိုက်ပြီးအဲ့ကိုတူတူမီးကမသိပဲဖုန်းနဲ့ဆက်နေတာဖုန်းနဲ့ဆက်တော့ဆက်ပိတ်ထားရဲဆိုတူတူမီးကစိတ်ပူပဲချိန်မှာတူတူမီးကိုပြန်လာခေါ်တဲ့အိမ်မေမပြန်လာခေါ်ပြီးနင်းမေဖုန်းကနင်းမေဖုန်းကပြတ်နေလို့ပေါ့နင်းကိုတွေ့ချင်လို့ခေါ်ခိုင်းနေဆိုပြီးတော့တူတူမီးကိုလလန်းမှာရိုက်နှက်ပြီးတော့မြေကြီးနဲ့ရိုက်ပြီးတော့မီးရှို့တာတူတူမီးကသတိရလာရလာအဲ့သူ့ကိုမီးရှို့တဲ့အိမ်ရာငင်းနဲ့ကြံ့ငင်းတာဗျအဲ့ထဲကနေထွက်ပြေးပြီးတော့အိမ်သားရွာထဲဝင်ပြီးအကူကြီးတောင်းတော့တူတူမီးကကြတော့စိတ်ကူးလို့မှီသွားတယ် ပစိကူတို့မိသွားမှသူကသူ့အမေအလောင်းကိုလိုက်ချတော့သူ့ကိုအဲ့လိုရိုက်နှက်ပြီးမိရှို့တဲ့နားမှာပဲသူ့အမေလောင်းကိုရုပ်ပြက်ဆင်းပြက်နဲ့တွေ့ရတယ်တွေ့ရတော့အဲ့တဲ့ရင်ကိုကြာတော့ကြောင်မဲကသူ့ဖေရဆိုင်ကယ်နဲ့ဆင်းလာတယ်ဆင်းလာတော့လမ်းမှာသူ့ဖေတဲ့အစီးတန်းအစီးတန်းဖြစ်တယ်ကြားတယ်အဲ့ဒီအဲ့ဒီပေါ့အဲ့ဒီတရခံမိမကတော့ထွက်ပြေးနေတယ်ဗျလောဆယ်တိတော့နော်တရင်ထူရင်တော့ထတ်တင်မိပါနော်ဟိုကိုက အဲ့လိုရွှေတွေငွေတွေအဲ့လိုမျိုးဗျာတတော်ပြောင်ပြောင်နဲ့နေတယ်လို့တတိတာနော်ကိုနဲ့မသိတဲ့လူနဲ့အဲကိုနဲ့တီတော့တီတယ်ပေါ့ဗျာအရင်မရင်းနေဘူးအတွင်းသည်အစင်းသည်မဟုတ်တဲ့လူတွေနဲ့ကဟိုခေါ်သွားဒီခေါ်သွားလိုက်မသွားနဲ့ဗျာနော်ဟိုရှင်းရှင်းပြောရင်တဲ့မှာဂျိုးပေါက်နေတာမဟုတ်လေလူဆိုတာမျိုးကနော်ဒီလက်ဝိတ်လက်စားလေးတဲ့ဒီချိန်မှာဝှက်ထိုင်ရဲအနေရများတယ်ဗျာနော်ဒါကိုလဲကိုယ့်အကိုစင်ရင်ကြပါကိုယ့်အကိုပွဲလန်းသမင်းရှိမှထုတ်ဝေးကြပါတဲ့မှာအမြဲတမ်းဝှက်ထိုင်အနေရများတယ်နော်ဒါလေးကိုလာတတိပေးတာပါကျွန်တော်အကောင့်နဲ့ရှိတဲ့ဥတော်တော်ကိုကိုမမညီလေးညီလေးညီမလေးများအားလုံးကို ကျွန်တော်စိတ်ပူပါတယ်ဒါအတွက်ကျွန်တော်သတိပေးရခြင်းဖြစ်ပါတယ်ဟိုရွှေငွေတွေလက်ဝိရတိုင်းတောက်တောက်တောက်ပြောင်ပြောင်နဲ့နေရင်ခုချိန်ခါမှာရန်အနေရရှိရနော်သတိထားပြီးစဉ်းကျင်နိုင်ကြပါသေးတယ်ကျေးဇူးတင်ပါတယ်